ကိုကဗုဒ္ဒဘာသာတရားဖြစ်နေသေးတယ်။အဲဒါမဲ့လို့ကိုကိုကတဲ့ဗုဒ္ဒဘာသာကတခြားဘာသာနဲ့အတူတူပဲလို့ခံယူနေသေးရဆိုရင်အဲ့ဒါမိတ်ဆွေကမေယိုဖလာဗုဒ္ဒဘာသာပဲ။တကယ်လို့အဲ့လိုမှမဟုတ်ဘူးကိုကပေါ့နော်။အာဒီဗုဒ္ဒဟောခဲ့တဲ့သစ္စာတရားတွေလို့တည်သစ္စာ၄ပါးလို့တည်တယ်။အာဒီတော့ဗုဒ္ဒရဲ့ဂုဏ်တော်ဓမ္မဂုဏ်တော်တန်ခါဂုဏ်တော်တည်ရဆိုရင်အဲ့ဒါကထေရဝါဒဗုဒ္ဒဘာသာစစ်စစ်တရားဖြစ်သွားပါပြီ။ ဒီမှာကျွန်တော်ရှင်းပြပေးပါမယ်เนาะအများသူကထင်ကြတာကဒါကျွန်တော်ငငယ်တုန်းကအသက်21နှစ်အရွယ်ထိတိုင်အောင်ကျွန်တော်ကလည်းထင်ခဲ့တယ်ဘာထင်ခဲ့ရလို့ဆိုပေါ့เนาะအော်ဘာသာတရားတိုင်းကအတူတူပါပဲကွာဘာမှမထူးပါဘူးဆိုထင်ခဲ့တယ်ဟုတ်ပါတယ်ဒါကျွန်တော်တို့ကမီယုဖလာဗုဒ္ဓဘာသာအစင်ပေါ့တကယ်တမ်းကျွန်တော်သစ္စာတရားပေါ့เนาะဒီသစ္စာ၄ပါးတရားကိုနာမိတဲ့အချိန်မှာကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တရားဖြစ်ခဲ့ပါတယ်နော်ဆိုတော့ဟာဟုတ်ပြီတစ္ဆာတရားကိုတီးမှာဘာလို့ထေရဝါဒဗုဒ္ဓဘာသာဆစ်ဆစ်ဖြစ်လဲဆိုရင်ပေါ့နော်အာ ဒီပေါ့ဘာသာတရားတော်တော်များများကကောင်းမှုအကုသိုလ်တွေမကောင်းမှုအာ sorry ကောင်းမှုကုသိုလ်မကောင်းမှုအကုသိုလ်တွေဆိုတာကအများတန်းရှိနေကြတယ်အဲဒီဘာသာတရားတိုင်းမှာလည်းရှိကြတယ်ဒါမဆန်းဘူးပေါ့နော်အဲဒါကဒါပေမဲ့လို့ဒီတစ္ဆာတရားကဘာသာတရားတိုင်းမှာမရှိဘူးတစ္ဆာဆိုအမှန်တရားလို့ပြောတော့ဆိုအဲ့အမှန်တရားဘယ်ပေတန်းထောက်တိုင်းထောက်တိုင်းမှန်းနေကြတယ်အဲ့ကြမှာကိုကဩငါတို့ဒီဗုဒ္ဓဘာသာက တခြားဘာသာနဲ့မတူဆိုတာဒါဘာလားလို့သိတယ် နောက်တစ်ခုကပါဆိုတော့ဒီဗုဒ္ဓဘာသာဆိုတာကဒီဗုဒ္ဓဟောခဲ့တဲ့တရားဆိုတော့ဗုဒ္ဓဘာသာမှာနာခွင့်ရှိတာမဟုတ်ဘူးเนาะဘာသာတရားတိုင်းနာလို့ရတယ်နောက်တစ်ခုကနာတဲ့သူတိုင်းအေဂျန်တယ်အဲနောက်ပြီးတကယ်ပေါ့နော်စိတ်ချမ်းသာမှုပေါ့เนาะအာဒီစိတ်တဒုက္ခလို့ပြောမှာလားစိတ်ချမ်းသာမှုကို तू ကဘလိုဖြစ်စီတယ်ကွာဆိုတော့အဲ့ကြာမှာ तू ကဩငါဗုဒ္ဓဘာသာတရားဘာသာတီးတယ်ဒီမှာတစ်ခုထူးကြရတယ်เนาะဘာလို့ဆိုတော့ဒီတစ္ဆာတရား၄ပါဟုတ်ပြီ ကျွန်တော်တို့တွေကအမြဲတမ်းဒုက္ခရောက်တယ်ဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းမှာကျွန်တော်တို့ကသူ့ကြောင့်ငါ့ကြောင့်သူ့ကြောင့်ငါ့ကြောင့်နဲ့သွားရဲဒါမြင်နိုင်တဲ့အနေအထားတွေပေါ့မမြင်နိုင်တဲ့အနေအထားဘယ်လိုလုပ်လဲမူးမူပြီးချင်းတေသွားတယ်လို့ချက်ချင်းပဲဒီစီးစင်းဥစ္စာတွေကကုန်သွားတယ်လို့ဒါကြမမြင်နိုင်တော့အဒါအဲမဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပေါ့ကန်တရားကိုပြောလိုက်မယ်ဆိုရင်လည်းသူကကန်ကြီးပဲဘောနော်100%ယုံမယ်ဆိုတော့သူက daily ဖြစ်သွားပြန်ရော เนาะပြောချင်တာကဒီနေမှာပညာသားတွေပါလာပညာရက်တွေပါလာတယ်ဗောနော်ချင်းချင်းစဉ်းစားတတ်တဲ့ပညာတွေပါလာဖြစ်တော့ကြောင်းမလို့အဲ့ကံကြောင်းကျွန်တော်တိတ်မပြောတော့ဘူးဒါပေမဲ့တကုတ်တိထားမှာကံ100%ယုံလို့မရဘူးဒါပေမဲ့မယုံလို့လည်းမရเนาะဒါပေမဲ့ကျွန်တော်ထပ်ပြောပြမယ်အဓိကတစ္ဆာလေးပါခေါ်ခြင်းလို့เนาะဆိုတော့ မနေ့ကကျွန်တော်ပြောခဲ့တာပါလို့ဆိုတော့ကျွန်တော်ဒီပေါ့နော်အော်ဒီဗုဒ္ဓဟောခဲ့တဲ့တရားတွေထဲမှာဒီချမ်းသာကြောင်းတရားရှိတယ်လောကီချမ်းသာကြောင်းလောကီကြီးပွားကြောင်းရှိတယ်ဆိုတာကျွန်တော်ပြောလိုက်တော့ကြတော့အများသူကပုတ်ပါဘူးကွာစိတ်ချမ်းသာမှုကအဓိကပါညာဆိုပြီးနားလည်မှုလွဲသွားတာနော်ဆိုတော့ကျွန်တော်အဓိကပြောချင်တာကဗုဒ္ဓဟောခဲ့တဲ့တရားတွေထဲမှာလည်းလောကီချမ်းသာကြောင်းတွေအများကြီးပါတယ်လို့ဝင်တကယ်လဲချမ်းသာတယ်နော်ဒါကဒီဒီနေ့တည်းရင်ရက်မသွားနိုင်အောင်ကျွန်တော်ဆက်ပြောပေးမယ်ပါလို့ဆိုတော့ ဗုဒ္ဓကဟောခဲ့ပြီးသားဒီလိုဒီလိုလုပ်ရင်ဒီလိုနေထိုင်ရင်ဒီလိုဒီလိုလှုပ်ဆောင်ရင်ကြီးွားမယ်လို့ဟောခဲ့တယ်။လောကီစီးနေဥစ္စာလောလောကီရဲ့ချမ်းသာဒုက္ခရမယ်။ဒါပဲမဲ့လို့ကွာတဲ့ဗုဒ္ဓကထပ်ပြောရနော်။အဲ့အစင်တီကကျွန်တော်ထင်ပေါ့နော်ကျွန်တော်လည်းတခြားဘာသာတွေမှာလည်းအဲ့လိုရှိနေမယ်ထင်တယ်။ဒါကြီးွားကြောင်းတရားတွေပေါ့။ဒါပဲမဲ့လို့မြတ်စွာဘုရားထပ်ဟောတယ်။ဒီကြီးွားကြောင်းတရားတွေကွာတဲ့မင်းကြီးွားလာလို့ရှင်ရင်လေနောက်ဆုံးမှာပြည့်စုံဆုံးမှုနဲ့ကြုံရမှာပဲ။နော်ဆိုတော့ ဒါပြောချင်တာဒါဒုက္ခကိုခေါ်တာဒီလိုဒုက္ခတွေကြုံရမှာနော်အမင်းအသက်ငယ်တုန်းချိန်မှာလည်းပြိုးလာချိန်မှာမင်းပျော်လို့လို့နဲ့အိုတဲ့ခါမင်းပြအဒုက္ခရောက်အောင်ပါပဲအမစီးတဲ့ဥစ္စာကြီးဆုံးလွတ်တဲ့ခါကျရင်ဒုက္ခရောက်အောင်ပါပဲဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့ဒီစီးတဲ့ဥစ္စာဆိုတာလည်းရန်သူမျိုး၅ပါးနဲ့ဆက်ဆက်နေတာမတီးမြဲဘူးဒီနေ့ချမ်းသာနောက်နေ့မွေမွေသွားမှာဆိုတော့ဒီလိုမျိုးဥစ္စာကြီးမြတ်သွားပဲထက်ဟောတယ်ဟောတဲ့ခါကျရင်အဲ့ဒါကိုဒုက္ခလို့ခေါ်တယ်ကိုယ်တို့လူတွေအနာယောဂါကြီးဖြစ်တယ်ပတ်စံဘယ်လောက်ရှိရှိကျွန်တော်တို့ကအဲတချို့သူတောက်ရဆံပြုတ် စားရတာအချိုစားလို့မရဘူးအကုန်ရှောင်ရတယ်လေရှင်ဒါဒီကုံတော့လေအတိဒုက္ခတွေကြီးပဲမြတ်စွာဘုရားအဲ့ဒီဒုက္ခကိုမြင်အောင်ပြောတာနော်အာဒါထင်တာမြင်တာပြောမှဆိုကျွန်တော်ဥခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခပေါ့ဆိုအဲ့ဒီဒုက္ခတွေကိုဗုဒ္ဓအရင်ဆုံးနောက်ဆုံးပြောတာဒါအမေခုနချမ်းသာပင်မဲ့လို့လူချမ်းသာနတ်ချမ်းသာမင်းရပင်မဲ့လို့လေတဲ့နောက်ဆုံးအဆုံးတက်ကဒီဒုက္ခမှာပဲဆုံးရတယ် တော့လူတိုင်းကဒုက္ခရောက်ခြင်းလို့လုပ်တော့မဟုတ်တဲ့ချမ်းသာခြင်းလို့လုပ်ပေမဲ့လို့ကိုရီးယားအလိုက်လွဲပြီးတော့ဒုက္ခရောက်အောင်ပဲဒုက္ခပေါ်ဆောင်နေပြီဟုတ်ပြီကွာအဲ့ဆိုမင်းတို့ဒီဒုက္ခရောက်တာဘာကြောင့်လဲလို့မြတ်တယ်ဗျာဒုတိယတစ်ချက်ထောက်ပြရတယ်တမှုတရားဆိုတဲ့ဆွဲလန်းခင်မနှစ်သက်မှုကြောင့်ဖြစ်တာပါဆိုတော့ဒါပထမတစ္ဆာကဒုက္ခတစ္ဆာဒုတိယတစ္ဆာကတမှုတရားတစ္ဆာ ဒီဒုက္ခကအခုပထမသမှုတရားလိုချင်လို့ဆွဲလန်းလို့တက်မဲ့လို့ဖြစ်တဲ့ဒုက္ခပါကွာတဲ့အဲ့ဒါကတော့ဘသူမှပဲဖြစ်မယ်ငါတို့ဗုဒ္ဓဘာသာဖြစ်မယ်ဗုဒ္ဓဘာသာမဟုတ်တယ်လို့ဖြစ်မှာမဟုတ်ဘူးသုံးသက်တပုံသားအလုံးလူရောနတ်ရောခွေရောတိရစ္ဆာန်ရောအလုံးကသူကဘောင်းအဲ့ဒီသမှုတရားဖြစ်ရင်ဒုက္ခဖြစ်မှာပဲတဲ့ဒါသစ္စာတရားနှစ်ချက်ဟောသွားတာနော်နောက်ထပ်တစ်ချက်လာတယ်ဟုတ်ပြီတဲ့အဲ့ဒီဒုက္ခတရားတွေလွတ်မြောက်ခြင်းမင်းနိရောဓသစ္စာကိုမင်းသိရလိမ့်မယ်တဲ့ဒါလွတ်မြောက်တာဗောနော်ဟုတ်ပြီအဲ့နိရောဓဆိုတာဘောင်းဆိုတော့ သူဟာအသေးချင်းကနိဗ္ဗာန်ပေါ့နော်ဆိုတော့ဟုတ်ပြီဘယ်အသေးချင်းနေရကင်းတာလဲဆိုကျွန်တော်တို့ကခုနဒုက္ခတွေမရှိတော့တဲ့နေရာကိုနိဗ္ဗာန်လို့ခေါ်တာတဲ့ဒါကျွန်တော်စာသောတိုင်းပြောပြပေးရနော်အဲ့ဒါကိုဟုတ်ပြီအဲ့နိဗ္ဗာန်ကိုသွားမယ်အကျင့်လည်းရှိတယ်ကွာတဲ့မဂ်ကင်ရှင်းပါပါဆိုတော့ step by step ဟောသွားနော်ဒါအဲ့ဒီမှာ၄ခုကျွန်တော်ပြန်ပြပေးမယ်ပထမတစ်ခုကဒုက္ခသစ္စာလူတွေကတမျိုးမဟုတ်တမျိုးဒုက္ခရောက်နေကြတယ်ဘာကြောင့်လဲဆိုတော့တဲ့ဒုတိယကတမှုတရားသစ္စာကြောင့်မလို့ နော်ဒါကတမှုရသစ္စာဆိုတာကကျွန်တော်အာလွယ်လွယ်လေးနဲ့နားလေလေအောင်ပြောရမှာဆိုရင်ကိုစွဲလန်းခင်မနှစ်တက်တဲ့အရာတွေကြောက်မယ်ကွာဒုက္ခဖြစ်တာနော်လူတယောက်တည်ွားတယ်ကိုနဲ့မဆိုင်ဘာမှမဖြစ်ဘူးလေအကိုအမျိုးတွေကကိုအဆွေတွေကကိုချင်းနှစ်တက်တဲ့သူဆိုရင်ကွာဒုက္ခရောက်ပြီအဲ့လိုပဲပစ္စည်းဆုံးရှုံးသွားရင်လေဒီမဲပစ္စည်းတွေမီးလောင်တာဆုံးရှုံးတာတွေ့တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ကိုပစ္စည်းမီးလောင်တာဆုံးရှုံးတာကြတော့ဒုက္ခရောက်ပြီအဲ့အဲ့ဒါတွေကိုမြတ်စွာဘုရားဟောတာအဲ့ဒုက္ခကလည်းလူတိုင်းရောက်နေရပါပဲနော် အဲ့ကြတော့နောက်ဆုံးခုနပြောလို့နောက်ဆုံးအချုပ်ပြောမယ်ဆိုရင်အိုခြင်းနာခြင်းသိခြင်းစင်ရတာရှိနေပဲလူတိုင်းအဲ့ဒုက္ခတွေကတမှုတရားကြောင့်ဖြစ်တာပါကွာဗောနော်အဲ့ဒုက္ခစင်ရအဲ့တမှုတရားတွေယူရမယ်အဲဗောနော်အဖြတ်နိုင်ရင်ဒါအဲ့ဒုက္ခလွတ်ပြီအဲ့အဲ့ဒီဒုက္ခတွေအောင်လွတ်မြောက်ရအောင်လဲဆိုနိဗ္ဗာန်လို့ခေါ်တယ်တဲ့ဒါကនិရောဓတစ္ဆာလို့ခေါ်တယ်နောက်ဆုံးတစ်ချက်ကပါလေအဲ့ဒီ လမ်းကိုនិရောဓပေါ့နော်နိဗ္ဗာန်ကိုရောက်စီမဲ့လမ်းလည်းရှိတယ်အဲ့ဒါကမဂ္ဂတစ္ဆာဆိုတော့အဲ့လို၄မျိုးရှင်းပြတော့ဆိုတော့အဲ့မှာကျွန်တော်ဩငါထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဆိုအဲ့မှာတည်လိုက်တယ်အဲ့ဒါကဘသူပဲမဆိုအဲ့ဒီလိုပဲဖြစ်မှာပဲမြောင်းမဲဘယ်ဘာသာပဲကိုကိုယ်ကိုကိုယ်အမင်းတမှုရဖြစ်တဲ့ဒုက္ခဖြစ်နေမှာပဲနော်တမှုရဖြစ်တဲ့ဒုက္ခဖြစ်နေမှာတမှုရလည်းဖြစ်တဲ့ဒုက္ခဖြစ်နေမှာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကပြိဿတ်သမုပ္ပါဟောခဲ့တယ်အာဒီပေါ့နော် ဒီအဝိဇ္ဇာကြောင့်ကျွန်တော်သင်္ခါရဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့တွေကဗုဒ္ဓဘာသာဆိုပေမဲ့လို့တခါလေမှာလှူတယ်တန်းနဲ့တိမ့်ထောင်ကြီးတောင်းကြီးကုန်ပြီးလှူတယ်ဒါပေမဲ့တခါလေးကြလေကျွန်တော်တို့ကသူမြန်စီယာနေပြီးတော့ဗောနော် night ထဲစီနင်းပြုတ်ပြီးတော့အာငွေလေး၄၅သိန်း၃သိန်း၄၅သိန်း၃သိန်း၃သိန်း၅သိန်း၃သိန်းတရာလောက်ကိုညစ်ပြီးယူလိုက်လဲရှိတယ်လှူလဲလှူရယ်နော်ဒါပေမဲ့ဗာလေညစ်လဲညစ်တယ်အဘာလို့ဆိုအဲ့ဒါကအဝိဇ္ဇာကြောင့်မလို့ပါတစ္ဆာ၄ပါးကိုမှန်မှန်ကန်ကန်မသိလို့ तू က ခုနကတမဒီတင်္ခါရဆိုတဲ့ကောင်းတယ်လုပ်တယ်မကောင်းတယ်လည်းလုပ်တယ်ဆိုတဲ့ပုံစံတွေပြုတယ်ပေါ့နော်ဒါကကျွန်တော်အများကြီးရှင်းမပြတော့ဆိုတော့အဲ့ဒီမှာပဲဩမြတ်သက်ပြဟောတာကစိတ်အစဉ်နေပြီးကြတော့အကျိုးရလက်တွေဘယ်ဟာကအကြောင်းလဲဘယ်ဟာအကျိုးလဲဆိုတော့အခုဒီဘလို့ပဋ္ဌာန်းနေပေါ့နော်ဟောတော့အဲ့ဒီနေရာတွေကလေကြိုက်တဲ့လူမျိုးကြိုက်တဲ့ဘာသာမျိုးထောက်တိုင်းမှန်းနေအမှန်တရားကြီး နော်လူတိုင်းလွတ်မြောက်ခြင်းအဲ့ရနေလွတ်မြောက်လို့ရတယ်ရှေးတုန်းကဗုဒ္ဓအာပွင့်ဖော်လာပြီးတော့အာဘောနော်ဒီဗုဒ္ဓဘာသာဖြစ်ကူးပြောင်းခဲ့တဲ့သူတွေဒီချမ်းသာတဲ့သူတွေရောအာဒီပါရမီရှင်းတန်နဲ့ပသက်မရှိတဲ့သူတွေရောအကုန်လုံးဗုဒ္ဓဘာသာကိုကူးပြောင်းလာတဲ့အခါမှာအဲ့ဒီအနှစ်တရားတွေ့ပြီးကူးပြောင်းလာတာကျွန်တော်မနေ့ကပြောခဲ့တဲ့သူကလောကီစီစဉ်တစ်ခုတည်းတစ်ခုမဟုတ်ဘူးနော်ဘာလို့တော့ဗောဗုဒ္ဓဘာသာကိုဒီဗုဒ္ဓပေါ်ထွန်းလာမှာသူကလာပြီးတော့ဒီဗုဒ္ဓကိုကိုးကွယ်ပြီးတော့ဗုဒ္ဓဘာသာဖြစ်အာဖြစ်ခွင့်ရတဲ့သူတွေကတတိယအများကြီးပဲ သူတို့တွေသူတို့စီးစင်စွန့်ပလိုက်တာပြောချင်တာကဒီ logic ချမ်းသာတကူကဘာမှမဟုတ်ဘူးဒါပေမဲ့ဒီအများစုထင်ကြတာကမနေ့ဘာလို့ကျွန်တော်ရှင်းပြဆိုတော့ဒီဗုဒ္ဓဘာသာကွာဒီမှာနိဗ္ဗာန်ရောက်ကြောင်းတရားတကူတွေဆိုထင်းနေမှာဆိုလို့လူငယ်တွေမဟုတ်ဘူးသူကဘာလဲဆိုတော့ဒီ logic ရချမ်းသာကြောင်းလုံးလို့ရတယ်ဒါပေမဲ့မင်း logic တရားလည်းမမေ့နဲ့လို့ပြောသွားတယ်ကျွန်တော်တို့ရတကယ်ဗုဒ္ဓဘာသာအနှစ်ချုပ်ကသစ္စာ၄ပါးပဲအဲ့ဒီသစ္စာ၄ပါးကလည်းတတဝါတိုင်း32ပုံသားအားလုံးတို့အမှန်ဆုံးတရားပဲ အဲ့ဒါကကျွန်တော်ဗုဒ္ဓပွင့်မကြတဲ့ဇာကခုနကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတာကဗုဒ္ဓမပေါ်ငင်ရရှိတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကညာတချို့တွေကရှိပါရမီကောင်းခဲ့ကြတယ်။ကောင်းခဲ့တဲ့အတွက်ကြောင့်မလို့သူတို့အလူတအလူဒါနကြီးကောင်းခဲ့တဲ့အတွက်ကြောင့်မလို့သူဒီဘက်မှာချမ်းသာကြတယ်။တမဆန်မှုနော်အဲ့ဒါကြောင့်မလို့ကျွန်တော်အမြဲပြောလို့ရှိတယ်။အဲသူရှိရုံကဒါနပါရမီပါခဲ့တဲ့လူကဒီဘက်မှာကောင်းတယ်လို့မကောင်းတယ်လို့ချမ်းသာတယ် အဲ့ဒါကိုသွားကြည့်ပြီးတော့အာသူကမကောင်းလို့ပြီးချမ်းသာတယ်ဆိုသူတွက်လို့မရအောင်တော့သူ့ရဲ့ရှေးပါရမီကံတွေပါသေးတယ်အတချို့ကကောင်းတယ်လို့ပြီးဆင်းရဲတယ်ဒါတွေကပြောချင်တာအဲ့ဒါကြောင့်မလို့တရားများများနာအဲ့ဆိုရင်ကျွန်တော်ခုပြောတဲ့စကားလုံးတွေနားလဲတယ်ဆိုရင်မိတ်ဆွေထေရဝါဒဗုဒ္ဓဘာသာဆစ်ဆစ်ဖြစ်ပါပြီနောက်တစ်ခုကအော်ငါတို့ဗုဒ္ဓဘာသာက ဒီလိုမျိုးပါလားလို့သိသွားပါတယ်ကျွန်တော်ခုပြောခဲ့တဲ့အရာဒီအားလုံးကကျွန်တော်ဒီဗုဒ္ဓဘာသာတရားရဲ့အကြောင်းကိုပဲကျွန်တော်ပြောသွားတာဖြစ်ပါတယ်တည်တည်တည်တိုက်တယ်လို့လည်းကျွန်တော်ထင်ပါတယ်အဲကြောင့်ကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီဗုဒ္ဓသာသနာစီရင်တိတ်တူဆိုရဗုဒ္ဓဘာသာကြီးရေရှည်တည်တံ့ပါစေဆိုပြီးကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်